အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာဇေဦးရာရေးသားတဲ့လွန်ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။လွန်ဝိုင်းဆက်နေသောမြတ်ဝန်တစုံ၊ကောညွတ်နေသောမြတ်တောင်ငယ်၊ပြုံးရည်နေဟန်မြတ်နေပေသူ့ကိုမြင်းမြင်းချင်းပြုံးနေလိုက်ဒီမှာအနစ်နဲ့အလားလားကရင်းနေနေကြတဲ့ဟန်ချစ်မြတ်နိုးစိတ်သည်သူ့ရင်သို့တစိမ့်စိမ့်စီဝင်လာခဲ့သည် သူ့ချော့မျိုးတော့အာဘာတရာရဲ့သည် ပွေချီဟန်ပြူတော့လက်နှစ်ဖက်တို့ကသူ့စီတို့ဆန့်တန်းလာသည်မျောလင်းချက်အပြည့်ဖြင့်ခန္ဓာကိုယ်ကလွှဲရန်လာသည် ပွေချီဖို့သူစူးစမ်းချိန်မှာ သူ့လက်တွေက ရှေ့သို့တိုးမရတခုခုက သူ့ကိုချုံနောင်နေတယ်လို့သူအာယူပြီးစူးစမ်းကြည့်မိတော့လဲအချင်းနေပြီမယုံကြည်နိုင်စွာနောက်ကိုပြန်ကြည့်မိတော့သူ့လက်တွေကိုဖမ်းဆွဲထားသည်က နောက်ထပ်မျက်ဝန်းနှစ်စုံနဲ့အပြုံးနှစ်ခုသူငိုမိကြပြီဆေးရုံတစ်ခု၏အနံ့အသက်တွေလွှမ်းမိုးနေသော အခန်းတစ်ခုထဲမှာ သူရဲ့သူ့ဇနီးရဲ့ထိုင်နေကြသည် ခလေးသူကိုဆောင်းရမကြီးရောက်လာမိအချိန်ကိုစောင့်စားနေကြခြင်းပင်အခန်းသည် တိတ်တိတ်ဆိတ်ဆိတ်တယောက်အသက်ရှူတန်းကိုတယောက်ကပြန်ကြားရောက်နေမိတယ်လို့လို့ စနေတဲ့လက်ကလေးတွေကိုဆောက်ကိုင်းချင်မိတော့အေးဆက်နေတာကတွေ့သည်စိတ်လှုပ်ရှားနေသလားမိမိတော့ဇနီးတဲ့ကပြုံသည် မဖြေတော့လဲအဖြေတိနေပြီးတော့မိကွန်အနှစ်နဲ့အလားလားမျိုးတိတ်ထားရသောဆန္ဒတစ်ခုအတွေ့သူကိုယ်တိုင်လည်းစိတ်လှုပ်ရှားနေမိတာအမှန်ဘဝအတွေ့လိုအပ်နေသောကွက်လတ်တစ်ခု မကြခင်ပြေလာတော့မြည်ဒါမှမဟုတ်ပြေလာမြည်ထင်ရသောထိုးကွက်လတ်တစ်ခုအတွေ့သူလည်းရင်ခုန်နေမိသည် သူတို့လိုချင်သောအရာကိုတကယ်ရော တွေ့မှတွေ့ပါမလားအနှဲငယ်တော့စိတ်ပုံမိသည်ဆ ्याम မကြီးဝင်လာတာမြင်တော့သူ စိတ်သက်သာရာရသွားသည်အစင်တင်ဖြစ်ပြီလားမေတော့သူကောင်းငိမ့်ပြမိသည်ကျမကတော့သူတို့ကိုစာရွက်ဖြူလေးတွေလိုပဲတင်စားမိတယ်ဘာမှမရေးချယ်ရသေးတဲ့ဖြူတွေတက်တက်ကလေးတွေပေါ့လေအခုကျမရဲ့စာရွက်ဖြူလေးတွေအတွက်ကျမလည်းစိတ်လှုပ်ရှားမိတယ်ရှင်ဆ ्याम မကြီးစကားကိုကြားမိတော့သူ ပြုံးမိသည် စိတ်ကိုရင်ဆန်တတ်သောဆ iamma ကြီးပါလားဟုသူ့နာမည်ကိုတော့ကျမကခိုင်မာကြီးလို့ပေးထားတယ်။ဘဝကိုအမှန်ပြည့်နဲ့စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ရည်တည်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့။ပထမဆုံးဖွင့်ပြသောစာရွက်ဖြူကလေးကတော့ကရင်တလုံးပေါ်မှာနှစ်ချိုက်စွာအိမ်မောကြနေခဲ့သည်။ခလေးငယ်သည်အတန်ငယ်ပိန်လေနေသလိုဒီကလေးလေးကတော့ခုနှစ်လတည်းရောက်တော့မယ်။သူ့ဘဝလေးကလည်းတနာကြပဲ။အဖေရောအမေပါမရှိတော့ဘူး။ အဖေအမေနှစ်ယောက်စလုံးက HIV ရောဂါသည်တွေလေအဖေကအရင်ဆုံးနေအမေကလည်းဒီကလေးမွေးပြီးတိတ်မကြဘူးဆုံးသွားတယ်မိဘမေကလည်းဖြစ်နေပြန်ဆွေမျိုးသားချင်းရဲ့လို့စောက်ရှောက်မဲ့သူကလည်းမရှိပြန်ဆိုတော့ကျမတို့စေယုံကပဲစောက်ရှောက်ပေးနေရတယ်။အော်ကန်ဆိုးလိုက်တဲ့ကလေးပါလား။အမေရဲ့အဖရဲ့ဟုသူ့အတွက်ခေါ်ကြမရှိလေတော့တော့ဘဝ။မိခင်ဖြစ်သူဤမျက်နာကိုမှမြင်လိုက်ရလေသလားမသိ။ လူလောကအတွင်အထီးကျန်စွာ ဝင်ရောက်လာသော ခလေးငယ်အတွေ့သူစိတ်မကောင်းဖြစ်ရသည်သူတို့လင်မြအိမ်တော်ကြကားစားနေရများကတော့ပြောရသည် ဆိုရာကမိုးမမြင်လေမမြင်နှစ်ဖက်မိဘများကလည်းအတော်အသင့်ကြွယ်ဝကြသူတွေဆိုတော့နေနဲ့လားရွှေနဲ့မြအတွင်ဆောင်ခဲ့ကြသည် ကိုပိုင်စီးပွားရေးလုပ်ငန်းလေးလည်းရှိနေသည် ဆိုတော့ပဝါဆိုတာပူပင်စရာနေခဲ့သည်ကတော့အမှန် ဒါပေမဲ့မှမျောလင့်သောအကြောင်းအရာတစ်ခုကသူတို့အိမ်တော်ရင်းကိုအနှောင့်ယှက်ပေးလာခဲ့သည်အိမ်တော်ဆဲလဲဖြစ်သောသားသမီးယန္နာသည် အချိန်တန်တော်လဲသူတို့စီတို့ရောက်မလာခဲ့မြန်မာနိုင်ငံမှာတွင်သာမကပြပအထိပါဆောင်းဝင်းအမျိုးမျိုးနှင့်စစ်ဆေးကြည့်ခဲ့သည် နောက်ဆုံးတော့အဖြစ်တစ်ခုကို သူတွေ့ခဲ့သည်ဖြစ်ချက်က သူ့စီမှာခလေးမရနိုင်ခြင်း၏အကြောင်းရင်းအဖြစ်ကသူကိုယ်တိုင်ဖြစ်နေခဲ့လေသည်အိမ်တော်တဲ့တက်တန်း၆နှစ်ခန့်ရှိလာချိန်မှာတော့ ်ကလေးယူဖို့ကိစ္စကမဖြစ်နိုင်တော့မှန်းသူရောသူ့ဇနီးအတွက်ပါတေချာသွားလေသည်မယုံကြည်နိုင်သောအကြောင်းတရားတစ်ခုကို အမှန်တန်လက်ခံရခြင်းမှာသူဆောက်တည်ရမေ့ခဲ့ရသည် နာကျင်ခံရခက်ခဲခြင်းများမရနိုင်လေလိုချင်လေဆိုတော့စိတ်အတ္တဤဖြစ်စီမှုအောက်တွင်မှစိတ်တွေပြိုရိုင်ခဲ့ရသည်မိသားစုတိုက်မြုံဆိုသောအနေထားတစ်ခုနှင့်နှိစခွင့်မရနိုင်ဆိုသောအတိတ်သည်သူ့စိတ်ဓာတ်တွေကိုရိုက်ချိုးစေနိုင်ခဲ့သည် စိတ်သည်ကိုနှင့်အကြင်ကျင်းကင်းကွာသွားလောက်အောင်သူစိတ်ဓာတ်ကြခဲ့မိသည်တိတသက်သာသမီမယားနိုင်ဆိုသောအဖေကနှစ်ရှည်လာများတွေ့ဖက်နေခဲ့သောအိမ်မက်ဆိုးတစ်ခုလို သူ့စိတ်ကိုကြောင်ချောက်ချားဖြစ်စေခဲ့သည်သူ့စီမရောအဲ့ဒီယောဂကရှိနေတာလားဆရာမကြီးဆရာမကြီးအတန်တို့သည် နားထဲမှာဝင်တစ်ချက်မဝင်တစ်ချက်ဇနီးတဲ့ဤမိဒံကြားလိုက်မှ သူ့အတွေ့တို့ကပစ္စုပန်စီပြန်ရောက်လာခဲ့သည် ။တလာခွဲမှာတွေးစစ်ထားတာတော့ကလေးမှာယောဂမတွေ့ဘူးရှင်။တေချာအောင်တော့ကိုလာနဲ့တနစ်ခွဲမှာပြန်ဆက်ရအောင်မယ်။ဒါကြောင့်မို့ကျမတို့စီမှာပဲထားထားတာလေ။ပုံမှန်ကလေးတွေဆို6လလဲပြည့်ပြီ။ငွေစားမဲ့သူလည်းမရှိဘူးဆိုရင် ကျမတို့ကမိဘမဲ့ကေဟာကိုပို့ပေးရတယ်။ဒီကလေးကတော့ကျမတို့မျက်စိအောင်မှာပဲခဏစောင့်ကြည့်ခြင်းသေးလို့မပို့သေးတာ။ဇနီးတဲ့ကတော့ကလေးငယ်ကိုဂယူနာတက်နေဟန်။ယောဂပိုးရှိမရှိသည်မသေးသေးပဲမွေးစားလို့ဖြစ်နိုင်ပါမလားဟု သူတွေးနေမိသည် ပါပဲဖြစ်ဖြစ်နောက်တစ်ချိန်အတွက်တော့သူနောင်တကင်းကျန်သေးသည်ဒုတိယမြောက်ဖွင့်ပြသည့်ဆောက်ရွက်ဖြူလေးကိုမြင်တော့သူရော သူဇနီးပါချက်ချင်းသဘောကျသွားမိသည် ခလေးငယ်လေးကတုတ်တုတ်ခိုင်ခိုင်လေးပါဖောင်ဖောင်လေးနဲ့ပါတစ်ဖက်မှာပချိုင်လေးကပါလိုက်သေးသည် သူဇနီးကမြို့တော့ရီလိုက်တာမှမျက်လုံးတွေတောင်ပေး၏လို့ကလေးကချက်ချင်းပင်ဇနီးတဲ့လက်ထဲသို့ရောက်သွားသည်ကလေးငယ်ကိုမြှူနေသောဇနီးတဲ့၏အပြော်တွေကိုမြင်ရတော့ သူ့စိတ်ထဲမှာဂျင်နူသဘောကျမိသွားတာတော့အမှန်သူလေးကတော့၅လကျော်လို့၆လတည်းရောက်ပြီသူကဒီဆေးရုံမှာမွေးတာမဟုတ်ဘူးမွေးပြီးလမ်းဘေးမှာပြက်ထားတာတွေ့လို့လှပိုးကြတာအစွန်ပြက်ခံလေးပေါ့ရှင်ရောက်လာတော့ငါဆိုချက်ကျိုးတောင်မဖြတ်ရသေးဘူးအချင်းတန်းလန်းလေးနဲ့အနည်းတော်လေးမှာပျော့စိတ်လေးတွေတောင်ပါလာသေးမြင်ကားကြကဆိုစိတ်ထဲကို အတော်မကောင်းရတာလောက်ရကြလေချင်းဆိုပြီးရင်ထုမနာဖြစ်ခဲ့ရတာအခုတော့လဲကြည့်စမ်းမအောင်တသွေးတမွေးနဲ့ သူ့အမြင်ရင်ကိုမချိပဲမနေနိုင်ကြဘူးဆေးရုံကရှားဝင်ရှားမတွေရဲ့အသေးဆွဲလေးပေါ့ခလေးဆွန့်ပစ်ကြသည့်အကြောင်းတွေကိုကြားဖို့နေကြဖြစ်လင်ကစားလက်တွေ့မြင်လိုက်ရတော့အခါမှာတော့စိတ်ထဲမှာအတိုင်းမသိနာကျင်မိသည်ရက်ဆက်လိုက်ကြလေခြင်းဘယ်လိုအကြောင်းတရားနဲ့များဒီလိုစိတ်ကိုမွေးရနိုင်ကြပါလဲကိုယ်တွေကိုယ်သားဆိုတော့အတိတောင်မထားနိုင်လောက်အောင်လူမဆန်သောအဖြစ်တွေကလူလောကမှာတကယ်ပင်ရှိနေခဲ့တာတော့အမှန်ပင် လိုချင်သူတွေအတွက်တော့ရှားပါလွန်မလိုချင်သူတွေအတွက်တော့ပေါများလွန်နေခဲ့လေသလားသူတို့လင်များအတွက်တော့သာသမီဆိုသောအိမ်မက်တစ်ခုအောက်မှာရွတ်သွတ်ခဲ့ရသည်ကအခါကတယောက်မျက်နှာတယောက်ချစ်ပြီးမှိုင်းတွင်နေခဲ့ရသောနေရများတယောက်လက်ကိုတယောက်ကမ်းပြီးနှစ်သိမ့်အားပေးခဲ့ရသော နေရများကျောစွာအဆုံးဇာကားကြည့်မိလင်တောင်ခလေးငယ်ပါသည့်အခန်းဆိုလင်ကြော်ပြစ်မိသည့်အထီး အဆိုးဆုံးကတော့သူ့ဇနီးဘယ်လိုပင်ဟန်ဆောင်ထားပေသည်ခလေးငယ်တွေမြင်တိုင်းလဲပြန်ငေးကြည့်နေတတ်သော သူ့ဇနီးမျက်နှာဒီလိုအချိန်တွေကနေရုံထွက်ဖို့တိုင်မင်းတော့သာသမီတယောက်လောက်မွေးစားကြဖို့စဉ်းစားမိခဲ့ကြသည် ဖြစ်လာနိုင်သည့်အနေအထားအကျိုးဆက်တွေအတွက်အဖြေရှာတိုင်မင်းကြရင်နှစ်ဦးသဘောတူ ဖြစ်လာသည့်အချိန်မှာဇနီးတဲ့ဆန္နာကသမီးလေးပဲမွေးစားခြင်းတည်းတဲ့ ကျမတို့စီမှာတော့အစွန်ပြေခံကလေးကနဲတယ်နဲတယ်ဆိုတာကလည်း6လကျော်ရင်ထောက်ခွင့်မှမရှိတာကိုအချိန်တိုင်းရင်မိဘမဲ့ကေဟာကိုပို့ရတယ်လေအခုကယောက်ျားလေး2ယောက်မိန်းကလေးက3ယောက်ပဲရှိတယ်ကြည်စမ်းပါအောင်အပြစ်ကင်းလာသည့်အတွင်ပြင်လေသူ့ဇနီးရင်ခွင်ထက်မှာပြုံးရယ်ပြောမျိုးနေသောမျက်နာလေးကမြင်ယုံမျှနှင်ပင်ချစ်စရာကောင်းလွန်နေခဲ့သည်မိခင်ဖခင်ဆိုသူတွေကရော ကို့သားသမီးကိုတောင်းစွန်ပြစ်ရနိုင်လွန်းလောက်အောင်ဘယ်လောက်များအပူပွေနေခဲ့ကြပါလဲစွန်ပြစ်ခန်းဆိုတဲ့စကားကသူ့ရင်ကို ထိခိုက်စေမိတာတော့အမှန်ပင်ဖြစ်သည် အမိဝမ်းမှာကြွက်ခါစားလူမမေဘဝမှာပင်လောကရန်တရားကို တွေ့ကြုံရင်ဆိုင်ခဲ့ရတော့ဒီကလေးငယ်ဘဝကို တွေးကြည့်ုံမျှနေတောင်းစိတ်ကမတက်မသားနောက်ထပ်တယောက်တော့ရှိသေးတယ်ကြည့်ကျင်သေးလားမသိဘူး ရုတ်တရက်နောက်တော့လှည့်မေးလိုက်သောစကားကြောင့်သူ့အတွေးစားကိုရပ်သွားသည်။သူလွယ်လွယ်ကူကူပင်ခေါင်းငိတ်လိုက်မိသည်။ဖတ်ရခဲ့သောစာမျက်နှာတို့အကြောင်းကို သူစိတ်ဝင်စားနေမိသည် မဟုတ်လား။နောက်ထပ်တွေ့ရမည့်ခလေးငယ်ဤကံကြမ္မာကိုလည်းသူဖတ်ကြည့်ခြင်းနေမိသည်။ဇနီးတွေကိုကြိတ်မိပြန်တော့ခလေးငယ်ကို လက်ကမချသည်။ပွေချီလျက်ပင်လိုက်ပါလာခဲ့သည်ဒီကလေးကတော့ကိုလာကြော်ရဲရောက်နေပြီ သူ့အမေကကိုဝန်ဆောင်သွေးစိတ်တက်တဲ့ယောဂာနဲ့မီးရင်းမှာပဲဆုံးသွားတာသူ့အဖေကတော့စိတ်မရှိတာပဲလားမလို့ကျင်တော့တာလားမသိဘူးခလေးမေဆုံးတာနဲ့စိတ်ယုံကပြန်သွားတယ်ကလေးကိုလည်းလာမကြည့်တော့ဘူးကလေးကနေမစိလာမစိပဲမွေးလာတာဆိုတော့မွေးကစားကဆိုတကယ်တေးတေးလေးရှင်မင်းလို့တောင်မထင်မိဘူးအကြာကြီးကုထားရတာတတိယမြောက်ဆောင်ရွက်ဖြူလေးကတော့ပကတ်ထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိမ်မောကြာနေခဲ့သည် မျက်နာမှာတနခါအဖွေသားနှင့်နှာရန်လေးပင်ချက်ပေးထားလိုက်သေးသည်။ပန်းရောင်ကောင်းဝင်လေးနှင့်ဖြူဖွေးသောအသားရည်တို့ကချစ်စရာ။ပကက်စိုးတွင်ရက်နေရာမှာကိုကိုကိုင်းပြီးကလေးငယ်ကိုငုံကြည့်လိုက်မိသည်။မွေးကစားကတိတ်တိတ်လေးဆိုသောကလေးကယခုတော့တုတ်တုတ်ခိုင်ခိုင်လေးဖြစ်နေပြီ။ပထမဆုံးသတိပြုမိစေကရှေးလျာကော့ညွတ်နေသောမျက်တောင်မွေးများ။တာမန်ထက်ထူထဲသောမျက်ခုံးမွေးနှင့်ခက်ခက်ခက်နှာရောင်လေး။ အတန်ငယ်ခြုံတော်မေးလေးကတော့နှစ်ထပ်ဖြစ်လို့နေသည်။တေဘေးကလွတ်လာတော့လေသူမဟုတ်တယ်လို့ပဲချောလိုက်တာမှမှုံးလို့လူချစ်လူငယ်ကလည်းပေါ့မှပေါ့ဆေးရုံဝန်ထမ်းတွေကဆိုတစ်ချိန်လုံးလာချင်နေကြတာတွားလျာခေါ်ခေါ်သွားကြလို့ဆူဆူလွတ်ရတာခလေးကလည်းမျက်နှာတော်တော် ရှင်ပါမျက်နှာစိမ်းမျက်နှာကျက်တိတ်မရွေးဘူးဘယ်သူခေါ်ခေါ်လွှဲချပြီးတန့်လိုက်တာပဲဒါပေမဲ့သူ့ကံကလေးကလည်းကောင်းမလို့လို့နဲ့ဆွရှာတယ် ုတ်တရက်စကားအတန်တို့တိတ်ဆိတ်သွားသည်ဆ ्याम ကြီးစကားကပေဟေလိဆန်လွန်လာသည် ချစ်ကြသည်ချစ်မွေးပါသည်ဆိုတော့ဒီကလေးကအဘဲကြောင့်ကြံရင်နေကြရသည်6လကျော်လင်မိဘမဲ့ကေဟာတို့ပို့ရသည်ဟု ဆော့ဆော့ကပင်ပြောလိုက်သေးသည်ယခု9လကျော်ခဲ့ပြီဆိုတော့ဘယ်လိုအကြောင်းများရှိနေလိုပါလဲသူမေးလိုက်ခြင်းပေမဲ့ဆ ्याम ကြီးမြေဝန်ထက်မှာဝိနေသော မျက်ရည်တွေကိုမြင်ရပြန်တော့ချက်ချင်းမမေးပြီ ရုတ်တရက်ပခက်ထဲကကလေးငယ်ကလူးလွန်လာသည်သူတို့စကားတန်တွေကြောင့်နိုးထလာဟန်မျက်စိကို ပုတ်ခတ်ပုတ်ခတ်လုပ်သည်ပတ်ဝန်းကျင်ကိုအကဲခတ်သည်ဆ iam ကြီးမျက်နှာကိုမြင်ရတော့ချက်ချင်းပြုံးလာသည်အဲ့ရမှအထရင်ကလေးတွေ ကြီးကြတတ်သည်ဟုတူကြဖို့သည်ဒါပေမဲ့ဒီကလေးကတော့ပြုံပြုံရွှင်ရွှင်ပီဇကောင်းလာသည်ကလေးဟု သူအမှတ်ပေးလိုက်မိသည်ဘေဘီကလူတွေကိုအကဲခတ်ကြည့်နေရင်က သူ့ကိုမြင်တော့မျက်နာလေးကပိုပြုံးသွားတယ်ရောင်ရောင်ဘောလိဝုဒ်မှလေးနိုးလာပြီဟဲ့ရုတ်တရက်အွန်လိုင်းသောစကားအတန်ကြောင့်ကလေးကိုပွက်ချီဖို့ကြိုးစားနေသောသူ့လက်တွေလှေထဲမှတန်သွားခဲ့သည်ကလေးငယ်ကိုတေချာပြန်ကြည့်မိတော့ပထမဆုံးတတိထားမိသွားသည်ကမြက်ဝွန်ဟုတ်သည်နတ်မောင်နေရုံမျှမက ပြူးကျဲဝိုင်းဆက်နေသောမြက်ဝွန်ထူထဲသောမြက်ခုံးနှင့်အတူကော့ညွတ်နေသောမြက်ခုံးမွေးရှိရှိများ ရုတ်တရက်တစုံတစ်ခုကို သူချက်ချင်းတတိယမိသွားသည်ခလေးငယ်ကတော့ခေါ်တော့မလားမျောနေဟန်သူနောက်ဆုတ်လိုက်ပြီးဆ ्याम ကြီးမျက်နှာကိုပြန်ကြည့်မိသည်ဆ ्याम ကြီးကတော့သူ့အဖြစ်အပျက်ကို သိရှိနားလည်ဟန်နဲ့မသက်မသားပြုံးလျက်ဇနီးတဲ့မျက်နှာကိုကြည့်မိပြန်တော့အတန်ငယ်ပြည့်ရင်းနေဟန်ကိုတွေ့သည် လိုအပ်သောစာရွက်စာတမ်းများအတွက်နောက်တစ်ခေါက်ထပ်မံချိန်ဆကြပြီးသူတို့လင်မယားပြန်လာခဲ့သည်အလာတော်ကစိတ်လှရှားနေသလားအပြန်လမ်းမှာတော့သူတို့နှအိုးစလုံးအတွေးကိုစင်းနဲ့တိတ်တိတ်ဆိတ်ဆိတ်မင်းဘယ်တယောက်ကိုမွေးစားခြင်းလဲဖြူသူကမေးတော့ဇနီးတဲ့ကချက်ချင်းမဖြစ်တက်ပြင်းတစ်ချက်သာအရင်ချသည်တုံးရောက်စလုံးရဲ့ဘဝလေးတွေကတနာကြလေးတွေပါကိုရဲ့ဖြူတော့ရွေးရတာခက်ခဲလိုက်တာဘသူ့ကိုရွေးရမှန်းတော့မသိတော့ဘူး သူလဲဖြူလိုပင်ခန်းစားနေရတာအမှန်ခဏတာတွေ့ခဲ့ကြသည်ဆိုပေမဲ့ချစ်ချင်းများစွာကရင်မာတနှွေငင်လာခဲ့ကြပြီဘဝကံကြမ္မာမကောင်းခဲ့ကြသူလေးတွေလူလောကမှာပဲလောက်တောင်များပြားနေခဲ့ပြီလေစွန်ပစ်ခန်းဆိုသောခေါင်းစဉ်တစ်ခုအောက်မှာသူတို့နှလုံးသားနုနုလေးတွေပဲလောက်တောင်နာကျင်နေကြရပြီလေသူမသိတော့စိတ်မကောင်းအဖြစ်ရဆုံးကတော့နောက်ဆုံးတွေ့ခဲ့ရသောခလေးငယ် တူသောအသွေးရောင်တစ်ခုကြောင့်ပြစ်ပယ်ခံလို့ဖြစ်နေသည့်ကလေးငယ်လေးသူ့ဘဝစာမျက်နှာလေးကဖြူစင်တယ်လို့ပဲသူ့နှလုံးသားလေးကလည်းဖြူစင်မာတယ်ကွယ်လာကြည့်ကြတဲ့လူတွေတိုင်းကသူ့ဆိုရင်မြင်မြင်ချင်းသဘောကျကြတာဒါပေမဲ့လူမျိုးသားဆိုတဲ့အမြင်လေးကသူ့ဘဝအပေါ်မှာလာထင်ဟနေတာစိတ်မကောင်းစရာပဲနောက်ဆုံးတော့သူကကြံကြံနေရစ်ခဲရတယ်ဆရာမတို့သူ့ကိုအချစ်ပိုနေရတဲ့အကြောင်းရင်းကလည်းအဲ့ဒါပါပဲ။ တနာချက်ပဲခေါ်ရမလားမသိတော့ဘူး6လကြောခဲ့တာတောင်ဂေဟာကိုမပို့ရနိုင်ဘူးသူ့ကိုပို့မယ်ကြံရင်အကုန်လုံးကမျက်ရင်နဲ့မျက်ခွဲဖြစ်ဖြစ်ကုန်ရော နားလည်မို့ယူပြီးဒီမှာပဲခဏထထတာဒါပေမဲ့အချိန်တန်ရင်တော့လည်းပို့ရမှာပဲပို့လေသူ့ဘဝသူ့အကြောင်းပေါ့ဘယ်တတ်နိုင်ပါမလဲမျက်ရည်တို့ဝတ်တည်နေသည့်ဆ ्याम ကြီးမျက်နှာကို ပြန်လည်မြင်ရောင်းရင်ဆ ्याम ကြီးပြောခဲ့သောစကားတွေကိုပါပြန်ကြားရောင်းနေမိသည် ်ခလေးတွေအပေါ်ထားရှိသောဆ ्याम ကြီးဤတန်ရောစဉ်အတိတ်နဲ့ကိုမြင်ရလာမိသည်။ကျမကတော့သူ့ကိုပိုးကပြားဖြူလို့နာမည်ပေးထားတယ်။ပိုးလေးလိုဖြူစင်းတဲ့ကလေးပြီးတော့သူ့မျက်နှာလေးကဘဲချင်းဖတ်ဖတ်ချစ်စရာကောင်းတဲ့ကပြားလေးတစ်ပုဒ်နဲ့တူလို့ဒါပေမဲ့ကျမကွယ်ရမှာသူ့ကိုခေါ်ကြတာဘောလီဝုဒ်မင်းသမီးလေးတဲ့မခေါ်နဲ့ဘလောက်ပြောပြောပြောလို့ကိုမြဒီတခါတော့စိတ်ကူးရင်ဆန်လာကြည်လားဟုဆ ्याम ကြီးကိုမဆွဆွဲရတော့ ဒီစာမျက်နှာလေးတွေဤဖြူစင်မှုတွေကကိုယ်တိုင်သိလာခဲ့ရပြီမဟုတ်ပါလားရွေးချယ်ဖို့အတွက်သူတို့လာခဲ့ကြသည်တယောက်ယောက်ကိုတော့ရွေးချယ်ရတော့မည်ညီသည့်တယောက်ကိုရွေးချယ်ရမည်လေဆိုတော့ကို ဆုံးဖြတ်ဖို့သူခက်ခဲနေခဲ့လိမ့်ပြီ မရွေးရဲမရွေးရနိုင်ဝမ်းနဲ့မလွယ်သားမမဲဆိုတော့လေသားသမီးမေလိုသောဆန္ဒနဲ့ရွေးချယ်ရရင် ဖဲထုတ်ပြီးမှရွေးချယ်ရမည့်အကြောင်းတရားကို သူမျှော်လင့်မထားမီအပြစ်ကင်းစင်လာသောချစ်စပွဲကလေးငယ်တို့ကိုရွေးချယ်ရမှာလွယ်မြီထင်ရသလောက်ဖဲပစ်ဖို့တော့ခက်ခဲကလေးသည်တယောက်ယောက်ကိုရွေးချယ်ပြီးလင်ကြံရစ်ခဲ့ရမည့်စာရွက်ဖြူလေးတွေအတွေ့သူအားတုံအာနာဖြစ်ရတော်မည်ဝိုင်းဆက်နေသောမျက်ဝန်းတစုံကော့ညွတ်နေသောမျက်တောင်ငယ် ြုံးရယ်နေဟန်မျက်နှာပဲသူ့ကိုမြင်မြင်ချင်းပြုံးနေလိုက်ဒီမှာအနစ်နဲ့အလာလာကရင်းနှီးနေခဲ့ကြသည်ဟန်ချစ်မြတ်နိုးစိတ်သည် သူ့ရင်သို့တစိမ့်စိမ့်စီဝင်လာခဲ့သည်သူချော့မြူတော့အာဘာတရရေသည် ပွေ့ချီဟန်ပြုတော့လက်နှစ်ဖက်တို့ကသူ့စီသို့ဆန့်တန်းလာသည် မျောလင်းချက်အဖြစ်ဖြင့်ခန္ဓာကိုယ်ကလွှဲယမ်းလာသည် ပွချီဖို့သူစူးစမ်းချိန်မှာသူ့လက်တွေကရှေ့သို့တိုးမရ တခုခုက သူ့ကိုချုံနောင်နေတယ်လို့သူအာယူပြီးစူးစမ်းကြည့်မိတော့လေအချင်းနေပင်မယုံကြည်နိုင်စွာနောက်ကို ပြန်ကြည့်မိတော့သူ့လက်တွေကိုဖမ်းဆွဲထားတဲ့ကနောက်ထပ်မျက်ဝန်းနှစ်စုံနဲ့အပြုံနှစ်ခုသူငိုမိကြပြီစေဦးရရွှေမြူတရုပ်ဆောင်မဂ္ဂဇင်းဇူလိုင်လ2019ခုနှစ် နာဆင်အပိကေကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။